はい、皆さんこんにちはぼの。今日私のリーディングを便さないじゃやんぼの。はい、リーディングが問題13番を読んだりぼの。ဒီ問題13番をま、書くんま、ပထမအဆုံးဒီခေါင်းစဉ်ကိုရင်ကြည့်မယ်ぼの。ひしゃの気持ちを理解するって。ひしゃဆိုစာရေးတူကိုပြောတာ。စာရေးတူရဲ့စိတ်ခံစားချက်ကိုနားလည်ကြမယ်ぼの。 ဒါဆိုရင်ယုံမရင်ဒီမဖက်ခင်ပါဆိုရင်တဲ့ဟိရှာကအေးပါတီတတတော်မတေရုနော်ဝတိုချီရာဒစ်ကာတဲ့ဒီစာရေးသူကတဲ့ပါတီကောင်းမွန်တဲ့ပါတီဖြစ်ခဲ့တယ်ဆိုပြီးတော့တွေးနေတာကတဲ့ A လား B လားပေါ့နော် A ရကြတော့ဆိုနိုပါတီဝနီဂီယာခဒတဒီပါတီကအရန်ကိုစီကားတိုက်မြိုက်ခဲ့တဲ့နီဂီယာကနာကနေလာရယ်ပေါ့နော် B ရကြတော့ဆိုနိုပါတီဝဥရုစခတဥရုဆိုင်ဟုတ်ပြီနော် စုညံပွက်လောတွေရိုက်ပြီးနားတွေကိုညီးလို့ဒါပေါ့နော်ဒီပါတီကစုညံပွက်လောရိုက်ခဲ့တယ်တဲ့ဒါဆိုရင်ခိုတိုဘဇူကာကြီးကိုပြောချင်တာပေါ့နော်ဒီမှာဆိုရင်ခိုတိုဘဇူကာကြီးအရာဆိုရင်ငါတို့ဒါမင်းင်းချက်ထားရရင်တည်တယ်ပေါ့နော်ဒါအေရကြတော့အာအရင်စီကားတိုင်းပြိုက်တာပဲဆိုပြီးတော့ကောင်းမွန်တဲ့အီယောကဖြစ်ပြီးတော့ဘီရကြတော့ဥရုစာကြီးဆိုတော့မနစ်မျိုးပေါ့နော်ဒါမကောင်းတဲ့ယောကဖြစ်တယ်လို့ပြောချင်တာပေါ့ကြောင့်မို့လို့ဒီစာပိုက်အရာဆိုရင် ဆိုင်ရီတူကကောင်းတာကိုပြောချင်တာလားသူစိတ်ထဲမှာပေါ့နော်ဒီ recommend ပေးတာ ကောင်းတာလားဒါမှမဟုတ်မကောင်းတာကိုပြောချင်တာလားဆိုတော့တရှိတော့ခုသောဘစကားကြီး तू ဘယ်လိုစကားလုံးနေတုံးသွားတာလဲကိုကြည်ပြီးတော့ကခံမှန်းလို့ရတယ်ပေါ့နော်はい、えらそういん、モンタインジュース版は次のボンショーを読んで、質問に答えなさい。そうね。で、アウフォ破られたサバイクをパッ、あ、ぴぴ、メゴンにを撇じちゃやおうね。 ခတရဝိချင်းနီဆန်ယွန်းကရမတော်မယောင်းမနိုဟီတိုဆိုအရာဘီနာဆိုင်ပေါ့နော်ဒါတင်းတင်းတုံးလေးတဲ့အဖြစ်ကောင်းဆုံးအဖြစ်တစ်ခုကိုရွေးပေါ့နော်ဒါဆိုရင်တော့ဒါရှိကိုတူဤမေကွန်လေးကိုအရင်ဖတ်ကြည့်မယ်ခုနိုဘွန်ရှောခိုင်တာဟီတိုနိုကီမိုချီကိုဆင်စမေးစတေးရူနော်ဝတိုရီကဟုတ်ပြီနော်ဒီအပွားစာပိုက်ဒီစာပိုက်ကိုရေးထားတဲ့သူရဲ့စိတ်ခံစားချက်ဆိုတာဒါစာရေးသူရဲ့စိတ်ခံစားချက်ကိုပြောတယ်ပေါ့နော်စိတ်ခံစားချက်ဘလို့ဖြစ်သွားလဲဆိုတာကိုတဲ့ဆင်စမေးစတေးရူရှင်းပြထားတာကဒိုရီက တစ်ကရှင်းပြရလားနှစ်ကလားသုံးလားလေးလားပေါ့ဒါသူကရှော့အောင်ရေးထားတာနော်စာရေးတွေရဲ့စိတ်ခံစားချက်ကိုပြန်ပြီးတော့ရှင်းပြထားတဲ့စာကြောင်းရှိလိမ့်မယ်အဲ့ဒီစာကြောင်းကတစ်နှစ်သုံးလေးပဲတစ်ခုလဲပေါ့နော်နံပါတ်1နည်းနည်းလေး overall လေးဖတ်ကြည့်ရအောင်ပေါ့နော်ဒါဆိုရင်နံပါတ်1ကကြောင့် restaurant ဟာ creator ရှိ Leo တွေဟာ oishi katta no de manzo bush teiru စတောက်ဆိုင်ကတန်လဲတန်ရှင်နေဟင်းရီယာတွေကလည်းအရသာရှိခဲ့တဲ့အတွက်ကြောင့် manzo bush teiru ဆိုတော့စိတ်ကျဉ်နေနေတဲ့မန်ဆိုကူစတေဒူခီမိုချီလာပါဘောเนาะဒါစာရေးသူကစားတော့ဆိုင်နဲ့ပတ်သက်ပြီးသူမန်ဆိုကူဖြစ်သွားတဲ့စိတ်ခံစားချက်လားနံပါတ်2ကကြတော့ရှူတန်တော့စီးတဲ့နာကနာကလျော်ရီကိုထားပေးတာလဲနာခတ်တန်တော့တဲ့ဒါလို့ရှိမယ်နာခတ်တဟုတ်ပြီเนาะရှူတန်ကိုမတိရင်လည်းရတယ်ရှူလို့ဟိုဘောเนาะပုံမှန်မတိဘူးရှူတန်ဆိုရင်ရှူတန်လိုပဲဘာသာပြန်လိုက်လို့ရတယ်ဘောเนาะဒါရှက်အခုပြောလိုက်ရင်တော့ရတယ်ဒါပေမဲ့ ဟိုဆောင်းဝင်းမှာလာတဲ့ခိုးတိုးပါတွေကလည်းမသိနိုင်ဘူးလေနော်အဲ့လိုမျိုးဆိုရင်ဘယ်လိုခံမှန်းဖတ်ရမလဲဆိုတာကိုပြောပြမယ်ပေါ့နော်ပြီးမှအဖြေပြန်ပြောပြမယ်စာပိုက်ဖတ်ရင်းနဲ့လာတာရှူတန်းခဏခဏပါမယ်ဆိုရင်ဒါဘာလဲခံမှန်းလို့ရသွားမယ်ပေါ့နော် not see the children not see the ဆိုရင်အဲ British and dream grammar ရှိရပေါ့နော် now not see the ဆိုရင်သူက no there ပါတယ် no there ဆိုရင်တော့ကြောင့်ဟုတ်ပြီနော် not see day ဆိုရင်လည်းတော့ကြောင်မယ်ဒါပေမဲ့သူကဒီ negative ပါတယ်ကွာ now not see day ဆိုရင် ကြောင့်ဒီလိုမကောင်းတာတွေဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးလိုက်တာပေါ့နော်အမှဆိုရင်ရှူးတန်းတော့စီးတယ်ဆိုဒီရှူးတန်းတွေကြောင့်နကနကလျော်ရီကိုထားပဲရတဲ့နခတ်တာတော်တော်နဲ့ကိုဒီဟင်းရည်လည်းသူမစားနိုင်ခဲ့ဘူးတန်လို့ရှိမဲနခတ်တာမပျော်ခဲ့ဘူးဟုတ်ပြီနော်ဒါမျိုးမပြောခဲ့တဲ့စိတ်ခံစားချက်ကိုပြောချင်တာလားပေါ့နော်။ဟိုပါအောင်ခြုံကြည့်ရမယ်ဆိုရင်ဆမ်မန်ကတော့ restaurant ဟာခါဇာရီကနာကတဲ့ယခုနာကတ္တာကအဲရှူဒန်ရဲ့ဟာနာရှိဝတာနိုရှိမေတာဟုတ်ပြီနော်။ ဒီစားတောက်ဆိုင်ရတဲ့ခါစားရီခါစားရီဆိုရင်ဒီခါစားရီမတ်စ်ကနေလာတယ်ဒါပေမဲ့ဒီနေရာမှာခါစားရီကတော့နောင်းအနေနဲ့သုံးထားတယ်ပေါ့နော်ဒီအလဆင်ထားတဲ့အမအယုတ်ကလေးတွေဖြစ်ဖြစ်ပေါ့နော်ဒါမျိုးဟိုပန်းအိုးလေးတွေဖြစ်ဖြစ်ပန်းလေးတွေဖြစ်ဖြစ်ဒါမျိုးအလဆင်ထားတဲ့အဲအလပစ္စည်းလေးတွေကိုပြောရပါတော့เนาะဒီစားတောက်ဆိုင်ကတဲ့ဒီအလဆင်ထားတာတွေဘာတွေနခုတဲဆိုတော့နိုင်မရှိဘူးတဲ့ယောခုနာခတ်တာယောခုနာရင်မကောင်းဘူးပေါ့ဒါမျိုးအလဆင်ထားတာတွေလည်းမရှိလို့မကောင်းဘူးတဲ့ဒါတွေတွေစိတ်ခံစားချက်ကเนาะ 修炼の話は楽しめた。食べめ楽しめたと病気で。で、修炼に是がじゃんもろ表現で。那么呢，修炼と話をしながら料理を食べたので、料理の味はどうでもよかった。好比呢，話をしながら，说话しながらある的表，这个表演，好。 ိုကလှုပ်ရင်ဒါကိုလှုပ်ရင်းနေပေါ့နော်ဒီရှူတန်းနေနေတူတူသူကစကားစာရေးတူပါပေါ့နော်စကားပြောရင်းနေတဲ့ဟင်းလျာတွေကိုစားခဲ့တာဖြစ်တဲ့အတွက်ကြောင့်နဲ့ဟင်းလျာတွေရဲ့အရာတာကတဲ့ကောင်းတယ်ပေါ့နော်ဟင်းလျာတွေမှာဒီစကားကလည်းပြောရင်းနေစားတော့စိတ်တည်ကျေနပ်ပြီးတော့အရာတာကလည်းပိုကောင်းသွားတယ်အဲဒီလိုမျိုးတက်ရောက်မှုရှိသွားတယ်ကောင်းမွန်သွားတယ်ဆိုပြီးပြောတယ်တဲ့ဒါဆိုရင်ဒါတို့တရှိ over ကိုပြောမယ်ဆိုရင်တစ်ကကြတော့ဒီစားတောက်ဆိုင်နဲ့ပတ်သက်ပြီးဒီစာရေးတွေကစိတ်ခံ စိတ်ကြည်နဲ့သွားတဲ့စိတ်ခံစားချက်ဖြစ်သွားတာလားဒီစာပိုက်ကပေါ့နော်နံပါတ်2ကကြတော့ဒါမျိုးကြောင့်သူမပျော်ခဲ့ရတဲ့စိတ်ခံစားချက်ဖြစ်သွားတာလားဒါမှမဟုတ်ရင်ဒီဆိုင်ရုံတော့သူ rest စားတော့ဆိုင်ရုံတော့သူတိမ်ကြိုက်ဘူးရောကုနိုင်ဟုတ်ပြီနော်မကောင်းဘူးဒါပေမဲ့သူဒီစကားတွေကြောင့်သူပျော်သွားတယ်ပေါ့နော်ရင်သူကိုယ်တိုင်ကစကားပြောရင်စားတဲ့အတွက်အရတာလည်းပိုကောင်းသွားတာလားဘလို့ခင်မိုးချီဖြစ်နေလဲဆိုတဲ့ဟာကိုဖတ်ကြည့်ကြမယ်ပေါ့နော်ဟဲ့အဲ့ဆိုရင်ပထမအဆုံးစာပိုင်းမှာ Uchino Soba ni 小さいレストランはできたので早速行ってみた。うちのそば、ディナーもうちさ。えいのべはもうのディ。えが。えー、ディマロうちのそばぞ、がるえいんぽ。だめぽんぽの。がるえいんべまで、ディ砂糖さんあてりぴとびふんみぽの。がるえいんべま砂糖さんあてりふんねとちゃうね。早速行ってみた。あれみゃんりべがとわちいらいて、とわちげれ。さいるば。 ソトニワチサクミセノナマエが書いてあるだけ。だからソトニワဒီစားတော့ဆိုင်ရဲ့အပြင်မှာပေါ့နော်တီတီလေးဆိုင်နံပါတ်လေးရေးထားုံလေးပဲတဲ့ဟာဒဲနာခါဇာရီဝါဟီတိုစမိုနာခုအိုချီဆီတာဖုန်အီခီတာဟာဒဲနာဟာဒဲနာဆိုတာကြတော့လုံးဝဒီညမှာတော့တရှိတော့မတိဘူးဆိုလေဖတ်သွားလို့ရရပေါ့နော် ီတိုဆိုမနိုင်ဆိုတခုတောင်မရှိဘူးဒါပေမဲ့အိုချီဆွီတာဖြစ်တယ်ဆိုပြီးတုံးတယ်ပေါ့နော်ဒါပေမဲ့ရရှဲတော့ရှင်းပြနေရဖြစ်တဲ့အတွက်ဖတ်ပြမယ်ပေါ့နော်ဟာဒေနာဆိုတာကြတော့လုံးဝတောက်ပြောင်နေဟိုမကာလာတွေပါရဆိုရင်ဟာဒေနာဖြစ်တယ်ဆိုရင်ကာလာအရင်ဘတ်သွားတယ်ကွာအဲအနီဆိုလဲအနီတောက်တောက်တော့ဒါမျိုးပေါ့နော်အဲအနီတောက်တောက်အပြာရင်းရင်းတော့ဒါမျိုးလုံးဝမျက်စိကိုထင်းစေမယ်အရာမျိုးပေါ့နော် ခါစားရည်ဆိုဒီခုနကပြောတဲ့အလဆင်ထားတဲ့လပစ္စည်းလေးကြီးပေါ့နော်ဒီတောက်တော့ပျောက်ပျောက်ဖြစ်တဲ့မျက်စိရဲ့ထင်းနေမဲ့ဒီအလဆင်ထားတဲ့ပစ္စည်းလေးတွေကလည်းဟီတိုဆွန်မွန်နိုင်ဆိုတခုတောင်မရှိပါဘူးတဲ့အိုချီဆွီတာဖုန်အီခီအိုချီစခုကနေလာတယ်ပေါ့နော်လုံးဝ relief စိတ်သက်သာရတော့ကွာဘာမှမျက်စိရဲ့လည်းမရှုပ်ဘဲနဲ့ဝင်လိုက်တာနဲ့စားတော့ဆိုင်နေတဲ့ဝင်လိုက်တာနဲ့အိုချီဆွီတာဆိုလုံးဝ relief စိတ်သက်သာရသွားစေတဲ့ဖုန်အီခီဆို ပုံမှန်ဒိုင်းရိုက်ဘာသာပြန်မယ်ဆိုရင်တော့အတရှိအနေနဲ့ဘာသာပြန်မယ်ဆိုရင်တော့ Ochisi Ta Fun Ikki ဆိုရင်ဒီလိုမျိုး state relief တတ်တာရရတော့စေတဲ့ vibe မျိုးပေါ့နော်စားတော့ဆိုင်ရဝင်တော်လိုက်တာနဲ့ဟာမစိုးဘဲတိတ်ဆိတ်ငြိမ်သက်နေရပဲဆိုတဲ့ vibe မျိုးပေါ့နော်မြန်မာလူဆိုရင်တော့ Fun Ikki ကပုံစံပေါ့နော်မြန်မာလူကြီးတိုင်းရိုက်တဲ့အကြောင်းပုံစံဆိုဘလိုပုံစံမှမသိဘူးလေနော်လုံးဝဒီကိုဘေးနားမှာကိုပတ်ဝင်ခြင်းမှာရှိတဲ့အဲပတ်ဝန်းကျင်တစ်ခုသွားလိုက်တာနဲ့ကွာလုံးဝအဲ့ပတ်ဝန်းကျင်အနေမှာ နေဒီ vibe မျိုးပေါ့ဘယ်လိုပုံစံမျိုးခံစားချက်မျိုးရစီလဲဆိုတဲ့ဟာမျိုးမှာ phone eq ကိုတုံးတယ်ပေါ့နော်ဟိုက်ဒါဆိုရင်ဒီသူကလုံးဝခါစားတိတွေကတော့မရှိပင်မဲ့အရန်စိတ် relief ဖြစ်သွားစေတဲ့ vibe မျိုးဆိုတော့ဒါ plus ကိုပြောနေရနော်လုံးဝအကောင်းအကောင်းပြောနေရပါတော့ まず入ってみるとミスほどテーブルがあり汚れ一つない真っ白なテーブル黒酢がかけられていた入ってみるとあてれを上に置いておりミスほどテーブルがあり座位ごはね3論老ばしてる汚れ一つないそうで汚れそうあに地で匂っ盤にだりတဇက်တောင်မရှိဘူးတခုတောင်မရှိဘူးတဲ့အညစ်အကြေးတခုတောင်မရှိဘဲနဲ့မက်ရှိလို့နာအလုံးဝဖြူစွတ်နေတဲ့ဒီဇပွဲဆက်လိုက်ပေါ့နော်ဇပွဲနဲ့ထိုင်ပုံနဲ့ အဲဆက်မျိုးလေးတွေ၃ခုလောက်ပဲရှိတယ်ပေါ့နော်။ဝတရှိဝမာဒိုနိုဆိုဘာနိုဆေကီနီဆိုရီမင်းနီယိုဟီဟီရာခီဟီရာအီတာပေါ့နော်။ဟီရာခီမတ်စကနေလာတယ်နော်။ကျွန်တော်ကျွန်တော်ကတဲ့ဒီတကားပေါက်ပဒင်းပေါက်ဘေးမှာရှိတဲ့ထိုင်ကုန်မှာထိုင်လိုက်တယ်ပြီးတော့မီနူးစာကိုဖြန့်ကြည့်လိုက်ပါတယ်တဲ့။ဒိုရေမိုတိုတဲမိုအိုရှိဆိုတဲ့ခီတိုင်ကဖူကူရန်ဒါတဲ့။ဒိုရေမိုဘဲကြည့်လိုက်တော့ဘဲရမဆိုကွာမီနူးထဲမှာပါတယ်ဘဲဟာမဆိုတဲ့။အရန်ကိုရတာရှိမဲ့ပုံပဲဖြစ်ပြီးတော့တဲ့။ ခီတိုင်းကဖူခူရာဒါဟုတ်ပြီနော်ခီတိုင်းဆိုတာကြက်မင်းသားဆန်တော့ကြက်ဖူလာတော့မသိဘူးနော်ခီတိုင်းဆိုတော့လောကကိုမျောလင်းထားတယ်လို့မျိုးဟာငါမျောလင်းထားလို့ဖြစ်တော့မှာပဲဆိုပြီးတော့ဖူခူရာမို့ဆိုတော့อืมဒီမှာတော့ဆန်နာတွေကဖောင်းပွားလာတယ်အဲ့လိုမျိုးဘာသာပြန်ရမလားဗောနော်ဒီအများကြီးမျောလင်းမိတယ်လို့ပဲပြောမှာဗောနော်ဒါရှင်အတင့်လျော်ဆုံးစီးလျော်ဘာသာပြန်ပြလိုက်တယ်ဗောနော်ဒါဆိုရင်ပထမ byte တည်မယ်နော် その時で10人ほどの集団が入ってきてレストランは満員になった。で生夜老そまろだ集団を集を置いてたらアスマロとアスマリマスとアスメマスという漢字ボノ。あ、グループをပြောတာボノ。かなかなでサバイトにまでနောက်ဆုံးမွန်းတိုင်းနေမှာတွေ့ရရယ်ဗောနော group like တို့တယောက်ချင်းစီလား group like လား shoot down ဆိုတာ group like ကိုပြောတာ အဲ့လိုမျိုးသူမီနူးကိုကြည်ပြီးတော့ကွာသူအရန်မျောလင်းမိတဲ့အချိန်မှာပဲ10ရောက်လောက်ရှိတဲ့အဖွဲတစ်ဖွဲကဝင်လာတယ်ဝင်လာပြီးတော့စားတော့ဆိုင်မှာကျင်းပါတယ်ဆို10ရောက်လောက်ဝင်လာတော့စားတော့ဆိုင်ကလူအပြည့်ကိုဖြစ်သွားပါတယ်တဲ့ခါရီတာဝါခိုနိုမီဆဲနီယိုခုခူရူရာရှိခုမဲနူးမိုမီနိုင်တဲ့ဒွန်ဒွန်ချူမော်ရှိဟာဂျီမေတာတဲ့သူတို့တွေကလေဒီဆိုင်ကိုတဲ့မတကနလာတဲ့ပုံပဲတဲ့ဟုတ်ပြီနော်မီနူးစာအုပ်တောင်မကြည့်ဘူးဒွန်ဒွန်ဆိုဒလဇက်ကိုမှချူမော်ရှိဟာဂျီမေတို့ဒီ အော်ဒါတွေကိုစမှာနေပြီပေါ့နော်ဝါတရှိဝါဂျီဘွန်နော်ချူမွန်ကတိုနီနတ်တေရှိမောတို့ဆိုဘောချီရှင်ပိုင်းနီနာရီနာငါရအချစ်ပဲနင်းခီကာတို့တို့ယူအေးဆက်တို့ချူမွန်စတာတဲ့ကျွန်တော်ကလေးတဲ့ဟုတ်ပြီနော်ငါရဲ့ဒီပေါ့နော်ငါအော်ဒါငါမမဲဟာကအနောက်မြန်ရောက်သွားမလားဆိုပြီးတော့နည်းနည်းလေးတော့သူစိတ်ပူသွားတယ်တဲ့အဲ့လိုမျိုးစိတ်ပူမှုဖြစ်သွားရင်းနဲ့ပဲဒီ popular အဖြစ်ဆုံး A set ကိုသူမာလိုက်ပါတယ်တဲ့ 私の方が先に店に入ったのにやはり私の料理はカリアの料理の後に運ばれてきた。ငါဘက်ကအရင်ဒီဆိုင်ထဲဝင်လာခဲ့တာငါကအရင်ဆိုင်ထဲဝင်လာခဲ့တာဆိုပေမဲ့ပင်မဲ့ဟုတ်ပြီနော်ထင်ထားတဲ့အတိုင်းပါပဲတဲ့ငါရဲ့ဟင်းလျာကသူတို့ရဲ့နောက်မှငါ့ကိုယူလာပေးတာပေါ့နော်အဲဒါဆိုရင်ခါရီရာနီစကီနီချူမွန်ဆာရတာခါရာဒတ်စ်တဲ့ခါရီရာနီဒီမှာနီသုံးထားတယ် ဥကင်းမိတုံးထားတယ်ဟုတ်ပြီနော်သူတို့တွေစီကငါထက်အရင်မှခံလိုက်ရတာသူတို့ကအရင်မှဝါတာခါလေးသားကချူမွန်ရှိတတမျိုးပြောတာပေါ့နော်သူတို့တွေစီကအရင်မှခံလိုက်ရတာဆိုတော့သူတို့ကအရင်မှဝါတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုနှုံးဝယ်လျော်ရီမတ်တေရုအိုင်ဒါဇတ်တို့ခါလေးသားကအိုရှိဆိုနိလျော်ရီကိုထားပင်းနာငါကအိုးကိုဲတဲ့ဟာနာရှိကိုဆူရုနော်ကိုခိခါစားတဲ့တဟုတ်နော်ဒါအပြင်ဒီ နင်းတွေကမာထားတဲ့ဟာကိုစောင့်နေရင်နဲ့စောင့်နေစင်မှာပဲတောက်လျှောက်သူတို့တွေကလေတဲ့ဒီအရာရှိတဲ့ပုံစံနေနဲ့ပေါ့နော်အရာရှိတဲ့ပုံနဲ့အစာတောက်ဟင်းမြာတွေကိုစားရင်နဲ့အတန်ကျိန်နဲ့စကားပြောတာကိုလည်းခိခါစားတဲ့တောက်ဟုတ်ပြီနော်အဲခိခိမရှိတာနားထောင်ခဲ့ရတယ်ဘာဖြစ်လို့ဥကင်းမီတုံးလဲဆိုရင်ဟုတ်ပြီနော်ဒီမှာဆိုရင်တရှိတို့နည်းနည်းတတိထားမိလားမသိဘူးနော်ချူမွန်စားတဲ့တောက်ကိုခိခါစားတဲ့တောက်ဟုတ်ပြီနော် မှာခံလိုက်ရတယ်လို့နားထောင်ခံလိုက်ရတယ်သူတို့ပြောတာရောငါနားထောင်ခဲ့ရတယ်အဲ့လိုမျိုးပေါ့နော်ဒီမှာဆိုရင်နောက်ထပ်ဆက်ဖတ်မယ်ပေါ့နော်လျော်ရီကခိတာတိုခိနီဝမိုးစခရတဲ့ရှိမာရဲ့အာဂျီဝဒိုးတယ်မို့ရောခုနာတဲ့အဲရောခုနာတဲ့ရှိမာတာတဲ့သူဟင်းလျာသူမာထားတဲ့ဟင်းလျာရောက်လာတဲ့အချိန်မှာတော့တဲ့အဲမိုးစခရတဲ့ရှိမာကြီးလဲစခရမရှိတာပင်ပန်းလဲပင်ပန်းသွားပြီးနားထောင်ရအောင်လို့လေးစူညာပွက်လို့ရိုက်တော့ အရတာလည်းပေါ့နော်အဲဘလိုပဲဖြစ်ဖြစ်ရောကိုနိုင်အဲကောင်းမကောင်းတော့မကောင်းတော့ဘူးပေါ့နော်တကယ်လို့အရတာရှိရင်တော့ကိုကစားကျင်စိတ်ကပျောက်သွားပြီကွာနားတွေလည်းပူထူနေပြီဆိုတော့အဲဒါမျိုးပြောချင်တာပေါ့နော်ဟဲ့အဲ့ဆိုရင်ပထမစာပိုင်းမှာဆိုရင်မြင်းတားထားတဲ့နေနေရာရှိတယ်နံပါတ်1အိုချီစီတာဖုန်ကြီးခိလုံးဝစိတ်တတရာရသွားစီတဲ့ vibe မျိုးရော်ကိုတဲ့ဟိတိုဆွမွန်နိုင်ဟုတ်ပြီနော်အညစ်အကြေးတစ်စက်တောင်မရှိဘူးဆိုတော့ပထမစာပိုင်းကစားတော့ဆိုင်ကြောင်သူပြောသွားတယ် စားတောက်ဆိုင်နဲ့ပတ်သက်ပြီးတော့တကယ်တော့စာရေးသူကစိတ်ကျဉ်တဲ့ကွာဟုတ်ပြီနော်ကောင်းတဲ့အရာတွေကိုပြောသွားတယ်ဒီအညစ်ကြေးရလဲအဲညစ်ပတ်တာတစ်ခုမှမရှိဘူးဒါပေမဲ့အဲ့လိုအချိန်မျိုးမှာပဲဒုတိယစာပေကကြတော့အဖွဲတစ်ဖွဲဝင်လာတဲ့အတွက်ဟုတ်ပြီနော်အဲဆိုင်ရလဲအပြည့်ဖြစ်သွားတယ်သူတို့တွေကဒလဇက်တွေအော်ဒါတွေမာကြလဲဒါဒုတိယစာပေကဒီအဖွဲအဲ့အဖွဲကြောင်ပြောနေတယ်တတိယစာပေကဥကဲမိရေတုံးသွားတယ်ဗောနော်သူခင်းလျာနောက်မှရောက်လာတယ်သူမစ အဲခြုံငုံကြည့်မယ်ဆိုရင်သူပင်ပန်းသွားပြီးတော့အရတာမကောင်းတော့ဘူးပေါ့နော်ဒါမျိုးပြောချင်တာဒါဆိုရင်စာရေးတွေရဲ့အရာဆိုရင်နံပါတ်1စိတ်ခံစားချက်ကစားတော့ဆိုင်ကတန်ရက်တန့်ရှင်းပြီးတော့ခင်းလျာတွေကလည်းအရတာရှိလို့စိတ်ကျေနပ်သွားတဲ့ခံစားချက်ဖြစ်နေလားဆိုရင်စိတ်မကျေနပ်သွားအောင်တော့ဘာလို့လဲဆိုတော့ဒီမှာနောက်ဆုံးမှသူပင်ပန်းသွားတယ်လीနော်ပြီးရင်ဒီနံပါတ်ဒီအရှိနံပါတ်1ရဲ့အရှိစာချောင်းကတော့သူပြောတော့ပြောသွားတယ်ဒီ ဆက်တောက်ဆိုင်ကတန့်ရှင်းတက်ရက်တယ်ဆိုတာဒီစာအကြောင်းလေးတွေကိုကြည့်ပြီးတော့အဲယောဂိုလေးဟိတိုဆွမ်မွန်9ဆိုပြီးသိနိုင်ပေမဲ့ယောရီကအိုရှိခတ်တာဆိုတော့အရင်ကရှိတယ်ဆိုပြီးတော့ဖြစ်သွားတယ်ဒါပေမဲ့ဒီမှာအရတာမကောင်းသွားဘူးပင်မန်းသွားတဲ့အတွက်ဆိုတော့တစ်ကလုံးဝပယ်လိုက်ပြီပေါ့နော်မန်းဆိုကိုမဖြစ်နေဘူးပေါ့နော်နံပါတ်1ကကြတော့ဒီအဖွဲကြောင့်မို့လို့သူဟင်းမရအောင်လည်းမစားနိုင်ဘူးပျော်လည်းမပျော်ခဲ့ရအောင်ဆိုတော့ဟုတ်တယ်လေအဖွဲကအရင်တူထက်အော်တာအရင်ရွာတော့မစားနိုင်ဘူးဆိုတော့ ဒီပထမအရှိစာကြောင်ကလည်းမှန်နေတယ်ပျော်လဲသူမပျော်တော့ပင်ပန်းသွားရယ်ဆိုတော့နှစ်ကတော့နည်းနည်းမှန်နေရယ်ပေါ့နော်ဒီကြောင်လုံးကသုံးကိုဆက်ဖက်မယ်ဆိုရင်စားတောက်ဆိုင်ကဒီဒီအလားဆင်ထားတဲ့ပစ္စည်းတွေမရှိဘူးမရှိလို့ရောခုနိုင် မကောင်းဘူးလေအမမရှိလို့မကောင်းဘူးဆိုပြီးတော့ဒါပေမဲ့ဒီအဖွဲအစည်းကြောင်ပျော်ရတယ်အဖွဲအစည်းကြောင်တော့လူလုံးဝမပျော်တာတေးကြတယ်ကွာဒီနေရာလေးကိုလုံးဝငါတို့ကမာရောဘူးပေါ့နော်တွေ့ဝေသွားတယ်နောက်မှဒါအဖွဲအစည်းကြောင်ပျော်ရဲဆိုတော့လုံးဝမဖြစ်နိုင်ဘူးဒီဟာလည်းမဟုတ်ဘူးเนาะဒီလား ။ဘာလို့လဲဆိုငါတို့ဒီအိုချီစီတာဖုန်းအခီးဖြစ်သွားတယ်။အဲဒီဟာဒဲနာခါစားရီကမရှိပေမဲ့လေဝင်လိုက်တာနဲ့လုံးဝစိတ်တက်တန်ရရွားစေတဲ့အဲပုံစံမျိုးဖြစ်ဆိုတော့ခါကလေး तू ကမယောကုနိုင်လို့ပြောတာမဟုတ်ဘူး။ကောင်းနေဆိုပြီးတော့ပြောတာနော်ဒီလား။နံပါတ်၄ကြတော့အဖွဲစည်းနဲ့တူရဲ့သူကအမေစကားကိုတောင်းသူကတူတူထိုင်နေပြောမှာပြောရင်းနဲ့စားတဲ့အတွက်ရတာပို့တောင်ရှိသွားရဲ့ဆိုတော့ လေးကတော့သူ့အနေသူစားရလीเนาะသူလည်းသူ့ဝိုင်းကိုလည်းကိုဝိုင်းဆိုတာဒါလေးကတော့လုံးဝမဟုတ်ဘူးဒါမှမဟုတ်အဖြေမှန်ကတော့နှိပန်းပေါ့เนาะဟိုက်ဒီနေရာမှာစာပိုက်ကတော့ကိုယ့်ကိုဖတ်ရတော့ဟုတ်ပြီဒါပေမဲ့ဒီစာပိုက်ကိုနားလည်ပြင်မယ်ဆောင်းဝဲမှာဒီစာပိုက်ပါလာမှာမဟုတ်ဘူးလीเนาะဒီစာပိုက်ကနေမှငါတို့ဘာလို့ရလိုက်လဲဆိုပြီးတော့တင်ယူရမှာဖြစ်တဲ့အတွက်အဲ့ဒါရှိဆက်ပြောပြမယ်ပေါ့เนาะဒီခိုတိုဘဇူကာရီအရာစာရေးတွေရဲ့စိတ်ကံစားချက်ကိုခံမှန်းတာပေါ့เนาะခံမှန်းတာမှာဒီအောက်မှာပြောတယ် ဟီရှာနိုကီမိုချီရရီကိုင်ဆူရူတဲ့စာရေးတွေရဲ့စိတ်ခံစားချက်ကိုနားလည်ဖို့ဆိုရင်တဲ့ဟုတ်ပြီနော်ဟီရှာနိုကီမိုချီကအာရာဝါရဲတူခိုတိုဘာသူဒီစာပိုက်မှာဒီစာရေးတွေရဲ့စိတ်ခံစားချက်အရာပေါ်ထွက်လာတဲ့စကားလုံးတွေရှိမယ်ကွာအဲ့စကားလုံးတွေကိုငါတို့တတိထားလိုက်မယ်ဆိုရင်ဒါအဖြေမမှန်ရွေးနိုင်တယ်ပေါ့နော်ဘာဘလိုပုံစံမျိုးလဲဆိုရင်ဟီရှာအာဟီရှာနိုယောဤဟျောကာလေဟုတ်ပြီနော်ယောဤဟျောကာဆိုတော့ဒီစာရေးသူကကောင်းမွန်တဲ့ဒီ မှတ်ချက်ပေးနေတာလားဒါမှမဟုတ်စိုးရွားတဲ့မှတ်ချက်ပေးနေလားဆိုတော့ပေါ်ထွက်လာတဲ့စကားလုံးတွေရှိမယ်ဟုတ်ပြီเนาะစကားလုံးတွေဖော်ပြချက်တွေကိုမှတ်လိုက်ကြမယ်တဲ့ဒါဆိုရင်ဘလို့အချိန်မျိုးမှာဒီကောင်းမွန်တဲ့မှတ်ချက်ပေးတာဖြစ်ပြီးတော့ဘလို့အချိန်မျိုးမှာစိုးရွားတဲ့မှတ်ချက်ဒီဤဟောကဖြစ်လဲဝါရီဟောကဖြစ်လဲဆိုရင်နံပါတ်၁ချက်အိုချီစီတဲ့ဤသူဒါတော့ဟွန်းတချို့ခုတော့ပါကြမှာပဲရမယ်ပေါ့နော်။အိုချီစခုကတော့စိတ်တည်ငြိမ်သွားတယ်စိတ်တက်တက်ရရသွားတယ်ဒါမျိုးပြောချင်တာ။ ဒီကတော့စိတ်တည်ငြိမ်သွားရပေါ့နော်နံပါတ်၁ချက်ကတော့တချို့ခိုးတော့ပါတည်ရမယ်ခိုးတော့ပါမတည်ရင်မရအောင်နံပါတ်၂ကကြတော့ယခုတာပဲတူခိုးတော့ပါတော့တည်ရတည်ပဲမယ်သူတုံးသွားတဲ့ဖောင်ပုံစံကဘာကိုပြောချင်တာလဲဆိုတာတည်ရမယ်ဒီနေရာမှာယခုတာပဲတူဆိုတော့မကြာခဏစားတယ်ဆိုတာအဲစားတာတော့မှန်တယ်ကွာဒါပေမဲ့မကြာခဏစားတယ်ဆိုတော့ကောင်းလို့မကြာခဏလလာစားတာဆိုတဲ့ပုံစံမျိုးလေးเนาะဒါအီဟျော့ကဖြစ်သွားတယ်ကွာနံပါတ် နောက်တစ်ချက်ကကြတော့အေးဆန်ကခိတဲခူရတာအေးဆန်နိခိတဲမိုရတာဟုတ်ပြီနော်။အန်ဖိုးမှာပါတယ်ပေါ့နော်။ဗတ်တဲခူရတူလို့ဗတ်တဲမိုရာဟုဆိုရင်ကိုကအင်းကိုကဒီမှာသူတို့အေးဆန်ကလာပြီးခြင်းကိုခံရတယ်ဆိုရင်အေးဆန်သူစီလာပြီးတယ်ကွာဟုတ်ပြီနော်။ဝါတရှိဝအေးစံနိခိတေမောရတာဒီနှစ်ခုအတိပဲတူတူပဲเนาะခူလဲတူပဲပြောပြောမောရဝဲပြောပြောကိုကနောက်ဆုံးမှရရှိလိုက်တယ်ဟုတ်ပြီเนาะ အမ်ထားပါတော့ဥပမာရှင်းပြပေးတာကိုလက်ခံရရှိရဲကိုကရှင်းပြခံလိုက်ရတဲ့လူစဉ်ဆက်စမေးစ်တမိုရာယမစ်တာဆက်စမေးစ်တခူရတာနှစ်ခုလုံးကအတိတ်ပဲတူတူပဲအဲဘယ်ဟာပဲကွာလဲဆိုရင်ဒီမှာကကြတော့ဒီတခြားဝါတာရှိဝါတာရှိမပါဘဲနဲ့ပေါ့နော် သူကလှုပ်ပေးတာအဲဒါမျိုးလှုပ်ပေးပြီးတော့ဒီနေရာမှာကြတော့ပါတီကယ်လေးကွာတယ်ပေါ့နော်ဒီကခူရဲတူဆိုရင်ဂါနဲ့တုံးပြီးတော့မိုရာဟုဆိုရင်နီနဲ့တုံးတယ်ပေါ့နော်ဒီနှစ်ခုမှာဆိုရင်အဲသူက ခံတော့ခံရတာပဲတိုင်းရိုက်ပါတာပြန်ပြန်ဒါပေမဲ့ဒီလိုမျိုးပေါ့နော်ဗတ်တဲမိုရာဟုတို့ဗတ်တဲရှီမာဟုအရှီမာ sorry ဗတ်တဲမိုရာဟုတို့ဗတ်တဲခရဲဟုတို့တုံးထားတာကနင်းနေလေကြည့်မလားကျေးဇူးတင်တဲ့စိတ်လေးပါတယ်ကွာဒီလားဒီမှာဆိုရင်အေဆန်ဒီဥတောက်ခိခဆဲတဲ့ခရဲတာအေဆန်ကအေဆန်ကတချင်းကိုနားထောင်ပေးတာနားထောင်ပေးတာကိုလက်ခံရရှိတယ် အေးဆန်သောဥတ္တကိုခိခဆဲတဲမောရတဒီမာလေးတို့တရှိကိုအဲခိတဲခူရတတို့ခိခဆဲတဲတိုင်းဘာသာမပြောင်းတဲ့ရင်တောင်မှနောက်ကစကားစက်ကိုကြည်လိုက်လို့ဗတ်တဲခူရတဆိုရင်ဗတ်တဲမောရတလို့ဆိုရင်အာသူကအဲဒီတယောက်ကလှုပ်ပေးတယ်ငါလှုပ်ပေးခြင်းခံရတယ်ဒါပေမဲ့ယေရှုတင်တဲ့စိတ်လေးပေါ့နော်အဲဒီညမှာဆိုလည်းနားထောင်ပေးခြင်းကိုခံရတယ်ဒါမျိုးပြောခြင်းနေပေါ့နော်ဒါဘလိုပဲနေနေနောက်ဆုံး result ကကိုရရှိတယ်ဆိုတဲ့ပုံစံမျိုးလေးကိုမှတ်ထားလို့ရရပေါ့နော် ဝါရီဟျောကနောခိုဒိုဘာယာဟျောကန်ဆိုရင်အိုချီစကနိုင်နေဒါနိုင်ဖောင်သုံးတာလုံးဝအင်းစိတ်တက်တာရမရဘူးစိတ်မတည်ငြိမ်စေဘူးဒါမျိုးပြောချင်တယ်ဗောနောနိုင်ဆိုရင်တော့ဒါဒါတော့ခိုဒိုဘာကြက်မရမယ်နောက်တစ်ခွကျတော့ထာဘဲစင်ကြီးလူဇကလုံးအဲဒီဗောနောစားလွန်သွားတယ်အစားလွန်သွားတယ်ဒီနှစ်ခုမတူဘူးเนาะဒီလာမကြခဏစားတာနဲ့အစားလွန်သွားတာဒါ grammar တိတိတိလေးတွေကိုတိထားမှရမှာပေါ့เนาะ ဒီနေရာမှာဆိုရင်စားလွန်နဲ့အစားလွန်သွားတယ်ဆိုရင်ဒါမကောင်းတဲ့ဟီယိုကန်ကိုပြောတယ်။နောက်တစ်ခုလာပြီလာပြီအဓိကဆက်ဆောင်ပေါ့နော်ဥကဲမီခေတရှိတို့ဗတ်တဲခူရဲတာတို့ဗတ်တဲမူရတ်တာတို့ဥကဲမီတို့ဟာမြန်မာလိုတိုင်းပါတာပြန်ရင်ဒီမှာလာပေးတာကိုလက်ခံရရှိတယ်။လာပေးတာကိုခံအာလာပေးခံရတယ်ဒီမှာဆိုရင်လည်းလာပေးတယ်တူတူပဲတော့မြန်မာလိုကလေဒါပေမဲ့ဒီခူရဲတို့တို့မူရတ်တို့တော့တုံးရင် ကောင်းမွန်တဲ့အရာတွေနဲ့ကျေးဇူးတင်စိမ့်နဲ့တုံးပြီးတော့ ဒီဥခဲမိခေးစင်ကြောင်ခံလိုက်ရဆိုနည်းနည်းအပြစ်တင်စိပါတယ်ကွာဥမာအမေစီကစိုးခံလိုက်ရတယ်ဆီယမစီကရိုက်ခံရတယ်ဒါမျိုးပြောချင်ဥခဲမိနဲ့တုံးတယ်ပေါ့နော်နှိခိုတာတဲ့သူဆိုပြီးတော့တုံးတယ်အမ်နောက်ခုဒီမှာဆိုလဲခိခါဆာအမစင်ခိခါဆဲရတဲ့တဆင်ဥခဲမိပေါင်းရှိရဲ့ခိပေါ့ခံခိုင်းနေခိုင်းတာအောင်မခံရဒီမှာဆိုရင်တချင်းကိုနားထောင်ခိုင်းခံရတယ်အဲဒါမျိုးဘလိုပဲနေနေဥခဲမိတုံးမီဆိုတဲ့ဟာကိုငါတို့ကဒါ မကောင်းနဲ့ negative ဘက်ကိုသွားတယ်ဆိုတာတည်ထားမယ်ပေါ့နော်ခီခါဆရတဲ့တာဆိုတာလေအဲခီခါဆရတဲ့တာနဲ့အတူတူပါပဲပေါ့နော်ဒါဆိုရင်ဒီနေရာမှာငါတို့ကဥခဲမိကလုံးဝ negative yoga ဆိုတာလာတည်ထားရင်ဒီနေရာကိုကြည့်လိုက်ခြင်းအပြင်ဒါ negative yoga ရင်းနဲ့ပြောနေတဲ့အတွက်စာရေးတွေရဲ့စိတ်ကံစားချက်ကဒါစာရေးတွေကမကြိုက်ဘူးกว่าဒီလားဒါကိုတည်နိုင်တယ်အကယ်၍ဒီနေရာမှာ ချူးမွန်ရှိတဲ့ moral image တာဆိုရင်တော့ နင်អော်လာမှာငါជេសុတင်တယ်ဥမာကိုကလာဆိုင်ရှင်စင်ဟာငါဆိုင်អော်လာအများကြီးมาပေးတာជេសុတင်တယ်ဒါမျိုးဖြစ်နေမှာပေါ့เนาะជេសុတွေတင်နေမှာပေါ့အခုကတော့ជេសុမတင်ဘူးလေเนาะဟဲ့ဒါဆိုရင် run shoe လောက်ကြည့်ရအောင်ပေါ့เนาะ run shoe မှာဆိုရင်ဒါရှိနေအတူလောက်ကြည့်မယ်ဆိုရင် nigia khatata udusa khata တော့တည်ပြီးတာအဲစီကတိုင်းမြိုက်တာ ਨੇ အဲစုညာပေါ်လောက်ရိုက်နေတာဆိုတာအဲ plus ဖြစ်ပြီးတော့ဒါက minus ဘောနော်။မဆင် ochisita phone key ဆိုတော့ခုနကအထက်တကအရှင်းပြထားရယ်ဘောနော်။လုံးဝစိတ်တက်တာရသွားစေတယ်။အဲဖိုင်မျိုးစင်ဒါပူရက်ဆူကိုပြောချင်တယ်ပေါ့နော်ရောဂိုးနဲ့ဟီတိုဆွမ9မက်ရှီရိုနာသေးဘူးဒူခရက်အဲခူရိုဆူပေါ့နော်ဒီအညစ်အကြေးတစ်ဆက်တောင်မရှိတဲ့ဖြူဝင်းနေတဲ့ဟောပြီနော်ဒီဇပွဲကုံနဲ့ထိုင်ကုံလို့ပြောချင်တဲ့အတွက်ဒါက ကောင်းတာဖြစ်တဲ့အတွက်ပူရာဆုဖြစ်တယ်။ခါရီရာနီဆာရာနီချူမွန်ဆာရတာဟုတ်ပြီနော်။အဲဒီမှာဥခဲမီတုံထားတဲ့အတွက် negative ကိုဟျော့ကားလုပ်တယ်ပေါ့နော်။အိုးခွေးတဲ့ဟာနာရှီကိုဆူရုနောကိုခီကာဆာရတာအတန်ကျိန်းနဲ့ပြောတာတော့နားထောင်ခိုင်းခံရအာနားထောင်ခဲ့ရတယ်။နားထောင်လိုက်ရတယ်။ခိုင်းခံရတယ်။ဒါမျိုးပြောတဲ့အတွက်သူကလည်းဒါဘလိုပဲနေနေဥခဲမီပေါ့နော်။ခီကာဆာရတာဖြစ်တဲ့အတွက်ဒါ minus ပေါ့နော်။အနိုဟီတိုကစပါရီစတာစေကကုဒါ ရှိစကိုဤစေခခုဒါကတော့မင်းနင်းကြက်ထားမှာပဲရမယ်ပေါ့နော်ဒီနေရာမှာစပတိစပိုက်ဆိုလုံးဝပူပွင့်လင်းလင်းရှိတဲ့လူမျိုးပေါ့ဝင်လင်းတာဆိုကောင်းတဲ့အတွက် positive ကရောကဖြစ်ပြီးတော့ရှိစကိုဤဆိုရင်လုံးဝကောင်းပါတဲ့လူမျိုးပေါ့နော်တခုခုဆိုရင်ထက်ထက်ခါခါဆုံးဖြတ်ပြီးထက်ထက်ခါခါလုံးတဲ့အဲ့လိုမျိုးကောင်းပါတဲ့လူမျိုးဆိုရင်ရှိစကိုဤလို့သုံးတဲ့အတွက်စေခခုကတော့သူ့ character အချင်းစရိုက်ကိုပြောတာနော်အဲဒါက negative ဟောကဖြစ်မယ်ခေတိုင်းတန်ဝါကိုကခွေမှုတဲခိတဲရှိမတာငါတို့ဒါ တည်ပြီးသား infogram မှာဗတ်တဲရှိမိုင်းမစတာဆိုရင်အဲဒီလိုမျိုးဖြစ်သွားပြီမမ်ထင်ဖြစ်သွားလုံမိသွားတယ်အမကြီးလုံမိသွားတယ်ဒါမကောင်းတဲ့ဟေယောကာနော်ဗတ်တဲရှိမိုင်းမစတာကျောင်းအောင်မေ့ပြီးဖုန်းယူလာခဲ့မိသွားပြီတော့ဒါ minus ပေါ့နော်နောက်တစ်ခါကျတော့ရှီဇန်နီမေဂူမာရဲတခန့်ခေါဒါလေးကိုမှတ်ထားပါနောက်နီမေဂူမာရဲတို့ မေကူမလေးလို့ဆိုတာဝမ်းရံနေတာလို့ပဲပြောမလားပေါ့เนาะဒီမှာဆိုရင်တော့ရှီစမ်းဆိုတာတဘာဝတွေတဘာဝတွေအပြည့်ဝမ်းရံနေတဲ့ပတ်ဝန်းကျင်ဆိုတာပြောချင်တာကွာနေရာတိုင်းကစိမ့်စိမ့်ဆူဆူလေးတွေဖြစ်နေတာတဘာဝတရားကြီးရှိရယ်ဒါမျိုးဆိုရင်ဥမာသူမိုးသားချီနီမေကူမလေးတဆင်သူကတငယ်ချင်းတွေအများကြီးရှိရယ်ကွာပတ်ဝန်းကျင်တငယ်ချင်းတွေကဝိုင်းအောင်ဖြစ်ကြတယ်ဒါမျိုးပေါ့เนาะမေကူမလေးတို့ဆိုအဲဒါရိုက်ပါတာပြရင်တော့မေကူမလေးတို့ကအကျိုးဖြစ်ထွန်းတယ်လို့ပြောတယ်ဒါပေမဲ့ဒီနေရာမှာတော့နောက်နေမေကူမလေးတို့ဆိုရင်ဒီနောက် ီနောင်းကိုကွာတရားမလားဝိုင်းရံပြီးပပတ်လေတောင်းကပြည့်စုံတဲ့ပုံစံမျိုးပေါ့နော်ဒီတဘာဝတွေပြီးလုံးဝညာပြပြီးပြည့်စုံတဲ့ပတ်ဝန်းကျင်ဆိုတော့လုံးဝစိတ်စိတ်ဆူဆူရှိရနေရလို့ပြောရတဲ့ဒါကပိုဒတ်စုကိုပြောရဲပေါ့နော်ဟဲ့တရားလေးကိုရမယ်လို့ထင်တယ်ပေါ့နော်ကြာအော်စကာရဲ့ဆာမဒေးစတာပေါ့နော်ဒါဆိုရင်အတရှိ recording ကိုဒီမှာပဲရက်လိုက်တော့မယ်ပေါ့နော်